မင်္ဂလာပါရှင်။နိုဝင်ဘာလ2ရက်တနင်္ဂနွေနေ့အတွက်ရွှေဝင်ကုန်းရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်တည်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့တန်လင်တွင်၄၀နှစ်မောင်းတိုက်ခိုက်မှုကြောင့်စိတ်အကောင်ကြီး30ခန်းသေဆုံးတဲ့တည်င်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတန်လင်းမြို့နယ်ဥဖိုစုရထားလမ်းအရှိဘက်မှာလူမာတရရဲ့နနက်စင်နာရီခန်းကလေဆင်နှာမောင်းတက်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါလေဆင်နှာမောင်းတက်ခဲ့မှုကြောင့်စိတ်ချမ်းတချမ်းပျက်စီးဆုံးရှုံးကစိတ်အကောင်ကြီး30ခန်းတိဆုံးကြောင်းနဲ့ဒေသခံလောကအလင်းလူမှုကူညီကယ်ဆယ်ရေးအသင်းမှရှာဖွေကယ်ဆယ်လုပ်ငန်းများလှုပ်ဆောင်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ရန်ကုန်မိုးပြင်းအမြန်လမ်းနဲ့ရန်ကုန်မြို့တော်အပြင်ပတ်လမ်းစီမံကိန်းဦးဆောင်ကော်မတီကိုဖွဲ့စည်းတဲ့တဲ့တင်ဖြစ်ပါတယ်။ရန်ကုန်မြို့တော်အပြင်ပတ်လမ်းတည်ဆောက်ဖို့ ရန်ကုန်မိုးပြံအမြန်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပလန်းစီမံကိန်းဦးဆောင်ကော်မတီကိုဖွဲ့စည်းလိုက်တယ်လို့ဩဂတ်စ်လ20ရက်နေ့မှာထုတ်ပြန်ကြောင်းနဲ့စက်မှုစုံတွေအကြားချိတ်ဆက်မှုကောင်းစေဖို့အတွက်ပင်လယ်ကူးသင်းမွန်စေကန်တွေ drive ပို့တွေအခြေပြုမြို့သစ်တွေနဲ့တည်ယူပို့ဆောင်ရေးလမ်းကြောင်းတွေအဆင်ပြေချုံးမွေလာစေဖို့နဲ့နိုင်ငံရဲ့စီးပွားရေးဈေးညံလမ်းမကြီးတစ်ခုပေါ်ထွန်းလာစေဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။ ဦးဆောင်ကော်မတီအနေနဲ့ရန်ကုန်မိုးပြံအမြန်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပတ်လန်းတို့ဆက်ဆက်ပြီးလူမှုရေးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအကျိုးရှိထိရောက်စေမယ့်အမြန်လန်းတွေရဲ့လမ်းဦးဆောင်တွေကိုရှာဖွေဖော်ထုတ်သွားမှာဖြစ်ကစက်မှုစုံတွေ logistics hubs drive boats စိတ်ကန်းတွေနဲ့အခြေပြုမြို့သစ်တွေဖွံ့ဖြိုးလာစေရအတွက်သက်ဆိုင်ရာဝန်ကြီးဌာနတွေအဖွဲ့အစည်းတွေတိုင်းဒေသကြီးအစိုးရအဖွဲ့တို့အကြားချိတ်ဆက်ညှိနှိုင်းဆောင်ရွက်သွားမယ်လို့သိရှိရပါတယ်ရှင်။